ကေကူချမ်းပိုင်းရောကပောက်ချမ်းခန်းကြီး34ဖြစ်ပါတယ်။ခန်းကြီး34အငယ်တက်မှဆန့်တင်ရာကုတ်ဤမယားလေအားဖွမ်းမြင်သောသမီးဒီနာသည်ထိုပြည်အမျိုးသမီးတို့ကို အကြည့်ရှုတွားရာတွင် ထိုပြည်ကိုအစိုးရသောဟိဝိအမျိုးဟာမောမိတာရှေခင်သည်ဒီနာကိုမြင်လျင်ယူတွား၍အိတ်ဖော်ပြုလျက်သူအထရေကို ရှုတ်ချလေ၏။ နောက်မှသူ့ကိုချက်သောစိတ်မကုံအမြဲချိ၍မေတ္တာစကားနှင့်ဖြားယောင်းနေ၏ခမည်းတော်ဟာမောထံသို့လဲဝင်၍ဤမိမကိုအကျွန်ုပ်ကျင်ပက်ဖြစ်စေခြင်းကတောင်း၍ပေးတော်မူပါဟုရှောက်ဆို၏ယာကုပ်သည်မိမိသမီးဒိနာကိုရှေခေမင်းသားရှုံချကြောင်းကိုကြားသိတော်လဲမိမိသားတို့သည်တောအရမှတရိစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍ သူတို့ကိုငန့်နေလျက်တိတ်ဆိတ်စွာနေလေ၏ထို့နောက်ရှေခင်ဖဟာမောမင်းသည်ယာကုပ်နှင့်နှုတ်ဆက်ခြင်းကလာ၍ယာကုပ်ဤသားတို့လည်းတရင်ကြသောအခါတောရမှပြန်ရောက်ကြ၏ထိုမင်းသားသည်ယာကုပ်ဤတမီးနှင့်အိမ်မိ၍ဤဒေလအမျိုး၌မိုက်တော်အမှု မပြုတ်အပ်သော အရာကိုပြုမိသောကြောင့်သူတို့သည်စိတ်နာ၍အလွန်အမျက်ထွက်ကြ၏ ဟာမောမင်းလဲသူတို့နှင့်နှုတ်ဆက်လျက်ငါသားရှိခင်သည်တင်တို့သမီးကိုအလွန်ချစ်အားကြီးပါ၏ထိမ်မြန်ပေးစားကြပါလောတင်တို့သည်ငါတို့နှင့်အချင်းချင်း ထိမ်မြန်ခြင်းကိုပြုလေတင်တို့သမီးကိုပေးစားကြလောငါတို့သမီးနှင့်လည်းစုံဖက်ကြလောတင်တို့သည်ငါတို့နှင့်အတူနေ၍ဤပြည်၌အစည်းအသားမရှိ နေရာချလျက်ဖောက်ကားရောင်းဝယ်ခြင်းကိုပြု၍ အပိုင်ယူကြလောဟု ဆိုလေ၏ရှေခင်ကလည်းတင်တို့စိတ်နှင့်တွေ့ကြပါစေတောင်းတမြတ်ကို ပေးပါမည်ကတော့ဥစ္စာဖြစ်စေ လက်ဆောင်ပဏာဖြစ်စေနည်းများမဆိုတောင်းသည့်အတိုင်းပေးပါမည်ဤမိမကိုသာငါအားထိမ်းမြန်ပေးစားကြပါဟု မိမ၏အဖနှင့်မောင်တို့အားဆိုလေ၏အငယ်၃မှ၁၉ ယာကုပ်၏သားတို့သည်နှမဒီနာကိုရှေခင်မင်းသားရှုံချသောအကြောင်းကိုဆင်ခြင်၍မင်းသားနှင့်အဖဟာမောကိုပရိယဖြင့်ပြန်ပြောသည်မှာကျွန်ုပ်တို့နှမကိုအေးပြန်းသီးမင်္ဂလာကိုမခံသောသူအားမပေးစားနိုင်ပါပေးစားလျှင်ကဲ့ရဲ့ပွေသောအကြောင်းဖြစ်ပါ၏သင်တို့သည်ကျွန်ုပ်တို့ဘာသာအတိုင်းပြု၍ယောက်ျားတိုင်းအေးပြန်းသီးမင်္ဂလာကိုခံလျှင် ကျွန်ုပ်တို့သည်ဝန်ခံကြပါမည်။တို့ပြုလျှင်ကျွန်ုပ်တို့သမီးကိုတင်တို့အားပေးစား၍တင်တို့၏သမီးနှင့်လည်းဆုံဖက်ကြသဖြင့်တင်တို့နှင့်အတူနေထိုင်၍တမျိုးဒီဖြစ်ကြလိမ့်မည်။သို့မဟုတ်ကျွန်ုပ်တို့စကားကိုနားမထောင်အယေပြန်လှီမင်္ဂလာကိုမခံလျှင်ကျွန်ုပ်တို့သမီးကိုယူ၍တွမ်းမည်ဟုဆိုကြ၏။ထိုစကားကို ဟာမောမင်းနှင့်တားတော်ရှိခင်သည်နှစ်သက်၍ ထိုမင်းသားသည်ယာကုပ်၏တမိကိုချစ်အားကြီးသောကြောင့်၎င်းအဖ၏အမျိုးသားချင်း အပေါင်းတို့ထက်အထရေရှိသောကြောင့်၎င်းချက်ချင်းဝန်ခံ၏အငယ်20မှ24ထိုခါဟာမိုမင်းနှင့်သားတော်ရှေခင်သည်မိမိမျိုးတကားသို့သွား၍မျိုးသားတို့နှင့်နှုတ်ဆက်လျက်အချင်းတို့ဤသူတို့သည်ငါတို့နှင့်တင့်တင့်ကြပြီးငါတို့ပြည်၌နေ၍ ဖောက်ကားရောင်းဝယ်မှုကို ပြုကြပါစေငါတို့ပြည်သည် သူတို့နေသားအောင်ကျေပေ၏သူတို့တမိများနှင့်အိမ်တောင်ဘက်ပြုကြစို့ငါတို့တမိများကိုလည်းသူတို့အားထိမ်းမြန်းပေးစားကြစို့တို့ရတွင်သူတို့သည်အေးပြားလီမင်္ဂလာကိုခံတကဲ့သို့ငါတို့တွင်ယောက်ျားတိုင်းအေးပြားလီမင်္ဂလာကိုခံမသာထိုလူတို့သည်ငါတို့တွင်နေ၍တမျိုးဒီဖြစ်စေခြင်းကဝန်ခံကြလိမ့်မည် သူတို့ဤတိုးနွားမှဆ၍တိရစ္ဆာန်များဥစ္စာများတို့သည်ငါတို့ဥစ္စာဖြစ်ကြလိမ့်မည်မဟုတ်လောသူတို့အလိုတို့လိုက်ကြစို့တို့ပြုလင်သူတို့သည်ငါတို့တွင် နေကြလိမ့်မည်ဟု ဟာမောမင်းနှင့်တားတော်ရှေခင်ပြောသောစကားကိုမြို့တကားမှထွက်တော်သူ အပေါင်းတို့သည်နားထောင်၍ယောက်ျားရှိသည်မြတ်တို့သည်အေးပြားလှီးမင်္ဂလာကိုခံကြ၏အငယ်၂၅မှ၃၁ ထိုတို့ခံ၍သုံးရမြောက်သောနေ့၌အလွန်နာကြသောအခါယာကုပ်သားဒိနာဤမောင်ရှိမောင်နှင့် လေဝိညီနောင်နှစ်ယောက်တို့သည်ဓာလက်နှင့်တယောက်ဒဇင်းစီဆွဲကင်လျက်တတိမရှိသော ထိုမျိုးကိုတိုက်၍ယောက်ျားအပေါင်းတို့ကိုတတ်လေ၏ဟာမောမင်းနှင့် သားတော်ရှေခင်ကိုလည်းဓာလက်နှင့်ဖြင့်တတ်ပြီးလျှင်ဒိနာကို ရှေခင်အိမ်မှနှုတ်ယူ၍ပြန်သွားကြ၏ မိမိတို့နှမရှုံချခြင်းကိုခံရသောကြောင့်တပန်းရကုတ်သားတို့သည်အသေးတက်ပြီးသော သူတို့စီတို့တွားပြန်၍မြို့ကိုလူရဖြစ်စည်းသည်ဖြင့်သူတို့တူစိတ်နွားမြဲမှဆက်၍မြို့၌ရှိသည်မြ၊လယ်၌ရှိသည်မြသောအဥ္စာကို၎င်းသူတို့သားများသူငယ်အပေါင်းတို့ကို၎င်းတင်းယူ၍အိမ်တို့၌ရှိသည်မြကိုလည်းလူရဖြစ်စည်းကြ၏ထိုအခါယကုတ်က ်တင်တို့ဒီငါကိုညှင်းဆဲကြပြီတကားခာနနိလူဖေရစီလူဒီဟုသောဤပြည်သားတို့ဒီငါကိုယုံရှာအောင် ပြုကြပြီတကားငါတို့၌လူအရေအတွက်အားနည်းသောကြောင့်သူတို့ဒီစုဝေး၍ငါကိုတိုက်တတ်သဖြင့်ငါနှင့်ငါအိမ်သူအိမ်သားတို့ကိုဖျက်ဆီးကြလိမ့်မည်ဟု ရှိမောင်နှင့် လေဝိတို့အားဆိုလေသောသူတို့ကငါတို့နှမကိုပြစ်စာကဲ့သို့မှတ်၍ ပြုရမည်လို့ဟုပြန်ဆိုလေ၏โอเคနောက်ကျန်ဖိုက်မှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်